လီဗာဝါရုံးကန်နေရတဲ့ Florian Vasbol ဝေဖန်နေကြသူတွေကိုခုလိုမျိုးမေးခွန်းပြန်ထုတ်လိုက်တဲ့ Klopp လီဗာဝါရဲ့ကံတွေနီးပြကြီး Jurgen Klopp ကလီဗာဝါကစားမသည့် Florian Vas ဟာ Anfield မှာသူ့ရဲ့ရေသွေးတွေကိုပြသနိုင်လိမ့်မယ်လို့ယုံကြည်စိတ်ချစွာပြောကြားခဲ့ပါတယ်လီဗာဝါစင်ကြယ်ဝဲ Florian Vas ဟာဒီနွေရာသီမှာပေါင်တရာ16တန်းနဲ့လီဗာဝါကိုပြောင်းရွှေ့လာပြီးတော့ Premier League မှာနှေးကွေးတဲ့စတင်မှုကြောင့်ဝေဖန်မှုတွေရင်ဆိုင်နေရပေမဲ့ Klopp ကတော့ Florian Vas ဟာရာဇဝင်တဲ့ခုမှတယောက်ပေါ်တတ်တဲ့ပါရမီရှင်လို့ချီးကျူးလိုက်ပြီးသူ့ရဲ့ရေသွေးတွေကို Anfield မှာထုတ်ဖော်ပြသနိုင်မယ်လို့ယုံကြည်နေပါတယ် ဖလော်ရန်ဗတ်စာဂျာမနီရဲ့အကောင်းဆုံးလူငယ်ဇာမာတူးဖြစ်အသိမှတ်ပြုခံထားပြီးနောက်23 24ရာသီမှာလီဗာကူဆင်နဲ့ဘွန်ဒက်စ်ဂါချန်ပီယံဆုကိုရယူခဲ့ပါတယ်။သူကလီဗာကူဆင်မှာကစားပွဲ149ပွဲမှာ52ဂိုးသွင်းပြီးတော့အကျိတ်90ဂိုးဖန်တီးပေးခဲ့တဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်ခဲ့တာကြောင့်ပရီးမီးယားလိကလပ်တွေအောင်ဆိုင်မှုကိုရရှိခဲ့ပါတယ်။နောက်25နွေရာသီမှာလီဗာကူကိုပေါင်116တန်းနဲ့ပြောင်းရွှေ့လာပြီးတော့ဒါလီဗာကူရဲ့သမိုင်းဆောင်စံချိန်ပြောင်းရွှေ့ခြင်းတွေမှာအများဆုံးပါဝင်ဖြစ်ခဲ့ပါတယ်။ဒါမဲ့လီဗာကူကစားမဘွားအစားပိုင်းမှာတော့ဖလော်ရီယန်ဗတ်စ်ကခေအောင်လန်းတွေကရှောင်းလန်းနေရပါတယ်။ ဒါကြောင့်ဝေဖန်မှုတွေနဲ့ရင်ဆိုင်ပြီးတော့လီဗာပူးကန်တွင်ဇာမားဟောင်းတွေဆိုရင်ဖလော်ရင်ဘတ်စ်ကလီဗာပူးရဲ့ဟန်ချက်ကိုပြန်ရွေးစေတဲ့ဇာမားလို့တောင်မှပြင်းပြထန်ထန်ဝေဖန်ပြောဆိုခဲ့ကြတာပါဒါပေမဲ့ဂျာဂျင်ကလော့ပ်ကတော့ဖလော်ရင်ဘတ်စ်ပေါ်မှာယုံကြည်မှုပြည့်ရှိနေပြီးလက်ရှိကြုံတွေ့နေရတဲ့အခြေအနေဆိုးတွေကိုဖလော်ရင်ဘတ်စ်တွေနဲ့အကောင်းဆုံးကင်တွေပြီးတော့ဖြတ်ကျော်နိုင်လိမ့်မယ်လို့ဂျာဂျင်ကလော့ပ်ကယုံကြည်နေတာပါကလော့ပ်ကလီဗာပူးကို2015ကနေ2024ခုနှစ်ထိ6နှစ်ကြာအောင်မြင်သောဦးဆောင်ခဲ့တဲ့နည်းပြားကြီးဖြစ်ပြီးတော့သူ့ရဲ့ဗျူဟာများကို Nice နဲ့ဇာမားတွေကိုစိတ်ဓာတ်မြင့်တင်နိုင်မှုကအားလုံးရဲ့အသိမှတ်ပြုခြင်းကိုခံထားရပါတယ် ဖလော်ရင်ဗတ်စ်နဲ့ပတ်သက်ပြီးတော့ Klopp ရဲ့ပြောကြားချက်ကသူရဲ့ယုံကြည်မှုကိုထင်ဟပြပါတယ်။ဖလော်ရင်ဗတ်စ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးမှစိုးရိမ်စိတ်မရှိပါဘူး။သူရဲ့ရေးသွေးကအရန်ကိုထူးချွန်ပြောင်းပြောင်းလို့ပါဆိုတဲ့စကားဟာဖလော်ရင်ဗတ်စ်ရဲ့စွမ်းအင်ကိုပြေးဝယုံကြည်နေအောင်ပြသနေပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။အိုက်ဘခွန်ရှိကိုနဲ့ဖိုင်မစ်ကစားလို့ရဆိုရင်တော့ဖိုင်ဘာနံပါတ်399 454 469ကိုဆက်သွယ်လိုက်ပါ။ကလော့ကဖလော်ရင်ဗတ်စ်ကိုရာဇဝင်နှစ်တခုမှတယောက်ပေါ်တဲ့ပါမီရှင်လို့ဖော်ညွှန်းခဲ့ပြီးတော့ လီဗာပူးမှာသူ့ရဲ့ရေသွေးတွေကိုပြသနိုင်မယ်လို့အာမခံခဲ့ပါတယ်။ဒီလိုပြောကြားမှုဟာ Florian Vest ရဲ့လက်ရှိနှေးကွေးတဲ့စွမ်းဆောင်ရည်ကိုဝေဖန်နေသူတွေကိုစေအေးချမ်းသာဖြည့်ရှင်းပေးနိုင် Florian Vest ရဲ့အနာဂတ်အလားအလာကိုမိပေါင်းထိုးပြလိုက်တာပါ။ Club ရဲ့စကားတွေက Florian Vest ကိုစိတ်ဓာတ်မြင့်တင်ပေးုံသာမကပရိသတ်တွေလည်းသူ့ပေါ်ယုံကြည်မှုရှိဖို့အားပေးနေပါတယ်။ Florian Vest ရောက်လီဗာပူးမှာအခုလိုနှေးကွေးသွားစတင်နေရတဲ့အကြောင်းရင်းတွေအများကြီးရှိနေပါတယ်။ Premier League ဘောနပ်စီကနဲ့ရှင်ပုံမပြင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့ရုပ်ပိုင်းဆိုင်တောင်းဆိုမှုတွေရှိပါတယ်။ ဖလော်ရင်ဘတ်စာလေးပေါက်စင်မှာနီးပြစားပြီးလွန်ဆိုရဲနီးပြွားနဲ့လွတ်လပ်စွာကစားကွင်းရခဲ့ပြီးတော့သူရဲ့ဖန်တီးမှုစွမ်းအင်ကိုအပြည့်အဝထုတ်ပေါ်ပြသနိုင်ခဲ့ပါတယ်။ဒါမဲ့လေဘာဝူးရဲ့နီးပြစလော့ရဲ့နီးပြွားမှာဖလော်ရင်ဘတ်စာအသင်းရဲ့တိစောက်မှုနဲ့ကစားကွက်ထဲလိုင်လွန်ကြီးတွေဖြစ်အောင်လှုပ်ဆောင်နေရပါတယ်။ဒလုံနီးပြွားပိုင်းပြောင်းလဲမှုနဲ့ပရီးမီးယားလိရဲ့ပြင်းထန်မှုကဖလော်ရင်ဘတ်စရဲ့စွမ်းဆောင်အင်ကိုထိခိုက်စေခဲ့ပါတယ်။ပေါင်၁၆၆တန်းဆွဲပြောင်းရွှေ့ကြရလေဘာဝူးရဲ့သမိုင်းလျှောက်စံချိန်တွေဖြစ်ပြီးတော့ဒလုံကြီးမားတဲ့ယင်းဒီမြုံနိုင်မှုကဖလော်ရင်ဘတ်စပေါ်မျောလင်းချက်တွေပို့ပြီးတော့မြင့်တက်စေခဲ့ပါတယ်။ပရိသတ်တွေနဲ့ဝေဖန်သူတွေကဖလော်ရင်ဘတ်စီကချက်ချင်းဆိုသလို ဒူးဂျွန်မိုမျောလင်းနေကြပြီးတော့ဒီဖီအားတွေကသူ့ရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်ပါ रे အသက်22နှစ်ပဲရှိတဲ့ Florian Vastrat ဒီလိုဖီအားတွေကိုယင်ဆိုင်မှုအချိန်လိုအပ်နိုင်ပါ रे စလော့ဟာကလော့ပ်ရဲ့နီးပြွားကိုဆက်ခံရတဲ့သူ့ရဲ့ကိုပိုင်စတိုင်ဖြစ်တဲ့ထိန်းချုပ်မှုပုံစံကစားကွက်ကိုထည့်သွင်းလျက်ရှိပါ रे သူတို့နီးပြွားပိုင်းပြောင်းလဲမှုမှာ Florian Vastrat အသင်းပေါ်ရင်းနဲ့ chemistry မိမိချိတ်ဆက်ကစားနိုင်မှုအချိန်လိုအပ်နေပါ रे ပရိသတ်တို့ကတော့ Klopp ရဲ့စကားတွေပေါ်ဘလို့မြင်ကြလဲသူပြောထားသလို Florian Vastrat ကညာစုနှစ်တစ်ခုမှမှတယောက်သာပေါ်ထွက်တဲ့ဈာမမျိုးလားထင်းတော့ကြီးလည်းမဟုတ်ဘူးလားဘလို့မြင်လဲကိုမျိုးဝင်မြပေးခဲ့လို့ရပါ रे ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ